အရှေ့ဒီမောနိုင်ငံမှာစီးပွားရေးမကျေနပ်မှုတွေကြီးထွားလာခြင်းနဲ့အတူဒုရုဆန္ဒပြအုံကြွမှုတွေရှိလာခဲ့တယ်လို့နေကိုင်းအေရှားကဖော်ပြခဲ့ပါတယ်။အရှေ့ဒီမောနိုင်ငံမှာလွတ်တော်အမတ်တွေကလွတ်တော်ကိုယ်စားလှယ်တွေကိုရာသပ်ပဲပြင်ဆင်ခန်းစား권ပေးထားတဲ့ဥပဒေကိုအဆုံးသတ်ဖို့မဲပေးခဲ့ကြပါတယ်။အရှေ့တောင်အာရှရဲ့အစင်းအဆုံးနိုင်ငံတွေထဲမှာပါဝင်တဲ့အရှေ့ဒီမောမှာလွတ်တော်အမတ်တွေရဲ့အကျိုးခံစား권တွေမြင့်မားနေမှုကိုစန့်ကျင်တဲ့ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက် အခုလိုမဲပေးဆုံးပြည့်ခဲ့ကြတာဖြစ်ပါတယ်။ကတောင်ချခုနေ့ကပြာဒဏ်ခဲ့တဲ့လာစာငွေတလားစာနဲ့တူရာသပံပင်စင်ခန်းစား권စင်မှာသမရဟောင်းတွေဝင်းကြီးချုပ်ဟောင်းတွေအစိုးရအဖွဲ့ဝင်ဝင်းကြီးဟောင်းတွေနဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတွေပါဝင်ခဲ့ပါတယ်။ဒါပေမဲ့စက်တင်ဘာ26ရက်မှာလွတ်တော်ကိုယ်စားလှယ်62ဦးကရာသပံပင်စင်ခန်းစား권ကိုပယ်ဖျက်တဲ့ဥတွေကိုတင်ကြီးတင်ညွတ်တဲ့အတည်ပြုခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားအားလုံးကိုပြောချင်တာကတင်တို့ရဲ့တောင်းဆိုမှုတွေဟာပြေဝသွားခဲ့ပါပြီ။ကျေးဇူးပြုပြီးတော့ဆန္ဒပြမှုတွေကိုရပ်တန့်ကြပါလို့ ခွန်ဒိုပါတီကလွတ်တော်အမတ်တူဖြစ်တဲ့အိုလီနာဂူတာရက်စ်ကပြောကြားခဲ့ပါဗျ။ဒီဥတွေကိုငြိမ်းငြိမ်းနိုဘယ်ဆုရှင်ဖြစ်ပြီးဒိုလေးခေါင်းဆောင်တူဖြစ်တဲ့အရှိတီမောတမ်ရာဟိုဆေးရာမိုဟော်တာတန်ပေးဖို့သွားမှာဖြစ်ပါဗျ။အရှိတီမောမှာပြီးခဲ့တဲ့နှစ်ကတစည်းလင်ဒေါ်လာ6,305,000ခန့်ကုန်ကြတဲ့တိုတာပရာဒိုကားတွေကိုလွတ်တော်ကိုယ်စားလှယ်65ဥအတွက်တူလင်တစည်းစီဝယ်ယူပေးဖို့အတွက်ဒေါ်လာ4,300,000တန်းရှိတဲ့ဘတ်ဂျက်ကိုဆန္ဒပြသူတွေကစန့်ကျင်ကန့်ကွက်ခဲ့ကြတာဖြစ်ပါဗျ။ ဒီဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက်တို့တော်ကိုယ်စားလှယ်တွေကကားတွေဝယ်ယူရေးအစီအစဉ်နဲ့ရာသပံပင်စင်ခန်းစားခွင့်အစီအစဉ်တွေကိုပယ်ပြဲခဲ့ခြင်းဖြစ်ပါတယ်